ဂျပန်ဖိုင်တာမူကာစီတိုနဲ့အပြန်အလှန်ကြမ်းပြပြီးတော့နိုင်ပွဲယူမဲ့စူပါရီချမ်းအလုံးမင်္ဂလာပါခင်ဗျာ 3K Sport 2.0ကနေပြန်လဲကြိုးဆိုပါတယ်စူပါရီချမ်းကဝမ်ပထမဆုံးပွဲမှာအမှတ်နဲ့အငင်းပွားပွဲရာရှုံးနေခဲ့ပါတယ်ဒါမဲ့စူပါရီချမ်းရဲ့ဝမ်ကစားမပွားဒုတိယပွဲကဂုံစရာကောင်းခဲ့ပါတယ်စူပါချမ်းကဝမ်ကစားမပွားဒုတိယပွဲမှာဒိုင်ဖတာဒန်းနဲ့ကစားခဲ့ရတယ်ဒန်းကစူပါရီချမ်းထက်အရက်နှလားမလောက်ပုံမြင့်ပြီးတော့ဝိတ်လဲပုံများတယ် ဝမ်ပရမာဆုံးပွဲဖြစ်လို့မျှော်လင့်ချက်ကြီးပေမဲ့ဒန်ကစူပါဂျန်ရဲ့မာကုံနဲ့ပညာကိုမကျော်ဖြတ်နိုင်ခဲ့ဘူးဝမ်ပရမာဆုံးပွဲမှာအငင်းပွားပွဲဟာဆုံးနိုင်ထားတဲ့စူပါဂျန်ကသူ့ရဲ့ပေါ့စင်စကိတ်ကိုပြသသွားတယ်လက်သီးတွဲလုံးတွေခန္ဓာကိုယ်အရင်းအတွက်ဒီနဲ့တကယ်ကိုမိုက်လာပါတယ်ဒန်ကမွေတိုင်းပူဆံပြီးတော့မာကုံနဲ့မြင့်ကျိုးဝိုင်းနဲ့လဲမချခြင်းနဲ့မာနာကလည်းတိတ်ပြီးကြီးပါတယ်စူပါဂျန်ရဲ့အတင်းတိုးဝင်လက်သီးတွဲလုံးတွေကိုကြမ်းကြမ်းခိုင်းတဲ့နိုင်ပွဲရှာခဲ့တယ် ဒါမဲ့စူပါရီဂျန်ရဲ့လာသီးတွဲလုံးတွေကိုဒန်အချိန်ကြာကြီးတောင်းခံနိုင်ခြင်းမရှိခဲ့ပါဘူး။စူပါရီဂျန်ကဒန်ကိုအနိုင်ပြီးတော့သူ့ရဲ့ဝမ်ကစားမပွားပထမဆုံးနိုင်ပွဲပိုင်ဆိုင်ခဲ့တာပါ။ဒန်ရဲ့ပွဲတော့ကစူပါရီဂျန်တီးကြလာတဲ့လာသီးတွဲလုံးတွေကိုချက်ထရီသဘောကျသွားပုံပါပဲ။စူပါရီဂျန်ရဲ့နိုင်ပွဲကကျမ်းပေမဲ့စူချင်းမရခဲ့တာစိတ်မကောင်းဖြစ်ရပေမဲ့ချက်ထရီရဲ့စိတ်ထဲစူပါရီဂျန်ရောက်ရှိခဲ့ပါလိမ့်မယ်။ဒါကြောင့်လေတတိယမြောက်ပွဲမှာစူပါရီဂျန်ရဲ့ဂုံကိုထပ်ပြီးတော့မြင့်ပေးမယ်။အမိုက်စားပွဲတစ်ပွဲဖန်တီးပေးခဲ့တာပါ။ စူပါညာကဘောင်စင်စကေးကိုပြသထားလို့ဘောင်စင်ချန်ပီယံစံကတင်နဲ့ပွဲတည်ပြီးခဲ့ပါလိမ့်စံကတင်နဲ့ပွဲမှာစူပါချန်မရှင်နိုင်မဲရှုံးခဲ့ရပါပြီဂုံငင်စရာတော့မရှိခဲ့ပါဘူးစူပါချန်ကလည်းစိတ်ဓာတ်မကျပဲသူကိုယ်သူပို့ပြီးတော့တန်ပါအောင်ပြင်ဆင်နေခဲ့တယ်အခုစူပါချန်က1စတုတ်ထမြောက်ပွဲဖြစ်တဲ့ဂျပန်ဖိုက်တာမိုကာစီတိုနဲ့ရင်ဆိုင်ရပါမယ်မိုကာစီတိုရဲ့ပွဲတွေကိုပြန်ကြည့်ရင်ခက်ကြမ်းကြမ်းပွဲတွေများပါတယ်လက်သီးအပြုတ်ကစားပြီးတော့ပြိုင်ဘက်ကိုဒရက်ဆက်ဖိအားပေးတတ်တယ်ကိုအထိမှမကြောက်ပဲ ပြန်ဘက်ကိုလည်းထိုးနိုင်အောင်ရည်ရွယ်ပြီးတော့ထိုးပါလေသူက1 Friday 5မှာ3ပွဲထိုးထားပြီးပါပြီအဲ့ဒီ3ပွဲစလုံးမှာမူကာစီတို့ရဲ့စွမ်းရည်ကအမိုက်စားဖြစ်နေခဲ့တာပါပြီးခဲ့တဲ့2024ခုနှစ်မေလ3ရက်နေ့မှာကျင်းပတဲ့1 Friday 561မှာမူကာစီတို့ကပြန်ဘက်ဂျီလီဗန်ကိုအလဲထိုးနိုင်ရခဲ့တယ်လို့ဒုတိယပွဲဖြစ်တဲ့1 Friday 579မှာလည်းပြန်ဘက်အဘဒါဆေးဘားကိုအလဲထိုးနဲ့အနိုင်ယူခဲ့ပါလေအဲ့ဒီနောက်ပွဲစလုံးမှာမူကာစီတို့ကဒုတိယဂျီတွဲမှာပဲအလဲထိုးပွဲသိမ်းနိုင်ခဲ့တာပါ အမ်ဝီနဲ့ပွဲတော်ကလည်းမူကာစီတိုကဒုတိယချီမှာပွဲသိမ်းဖို့ရည်ရွယ်ထားပေမဲ့အမ်ဝီရဲ့မထင်မှတ်ထားတဲ့လက်သီးစာမိပြီးတော့ရှုံးနေကြရတာဖြစ်ပါတယ်။မူကာစီတိုကပါဝါသမားဖြစ်လို့ပွဲကိုစောစောပြတ်နိုင်အောင်ပြင်ဆင်ထားမှာပါ။စူပါဂျန်ရဲ့အားသာချက်အားနည်းချက်တွေကိုလေ့လာပြီးတော့ပွဲသိမ်းအနိုင်ယူခြင်းတွေပါတယ်။မူကာစီတိုကအမ်ဝီနဲ့ပွဲတော်ကအသာစီးထိုးနိုင်ပေမဲ့လက်သီးစာမိလိုက်လို့ကန်ဆိုးခဲ့ရတာပါ။အဲချက်ကစူပါဂျန်အတွက်အခွင့်အရေးဖြစ်လာနိုင်ပါတယ်။စူပါဂျန်ကဘောင်းစင်ကောင်းပြီးတော့လက်သီးတွဲလုံးတွေထပ်မြတ်လို့အဲ့ဒီအားသာချက်နဲ့မူကာစီတိုကိုဖိအားပေးလို့ရပါတယ်။ အရေးကြီးတာကတိုက်စစ်အပြိုင်ဖွင့်ကစားမလားကောင်တာစောင့်ပြီးတော့ထိုးမလားဆိုတာပါပဲဇူပိုင်ချန်ကအခြေခံစည်းမျဉ်းတွေကိုလေးထားတတ်သူပါလက်သီးထိုးချက်ခြေထောက်လှုပ်ရှားပုံတိုက်စစ်ဘလို့စင်မလဲရှုမြင်ပုံနဲ့ပြိုင်ဘက်ထိုးစစ်ကိုဘလို့ကာကွယ်မလဲဆိုတာတွေပါဘရိုဇာမဘွားမရောက်ခင်အဲ့ဒီအခြေခံစည်းကမ်းတွေကအရေးကြီးပါတယ်စိတ်အောင်စူးစမ်းမှုနဲ့ရုပ်ပိုင်းဆိုင်ကြန့်ခိုင်မှုတိုးတက်အောင်အဲ့ဒီအခြေခံစည်းမျဉ်းတွေကကူညီပေးနိုင်တယ်အလဲမထိုးနိုင်အမှတ်ပေးစည်းမျဉ်းနဲ့ဆုံးဖြတ်တာကလည်းတူပါတယ်လေ့ကျင့်ခန်းအစီအစဉ်တွေကလည်းတူညီမှုရှိပါတယ် လေးကျင်းပေါ်ဓာမုံနီးပြနဲ့ live blow လေးကျင်းတာကျိုးခုံတာအိတ်တွေကိုထိုးတာကန်တာစတာတွေပါမူကာစီတို့ကစူပါရဲ့ကျန်းတွက်မလွယ်ကူတဲ့ပြိုင်ဘက်ပါဒါပေမဲ့လုံးဝမနိုင်နိုင်မဲ့ပြိုင်ဘက်မျိုးတော့မဟုတ်ဘူး fighter နှစ်ယောက်စလုံးကနောက်ဆုံးပွဲတွေမှာဆုံးနိုင်ထားလို့နိုင်ပွဲစာလောင်နေကြပါလိမ့်အပြန်လန်ကျန်းကြမဲ့ပွဲဖြစ်ပြီးတော့စူပါရဲ့ကျန်းနိုင်ပွဲပြန်ရမယ်ဟုတ်ကဲ့ပါဒီဘက်ကတော့ပဲဘော်ဒါတို့ကဘလို့မြင်လဲဒီဘက်ကရေကျန်းတွက်ခက်ခဲမှာဆိုပေမဲ့အနိုင်ရသွားမယ်ထင်ကြလားပွဲရောဘလို့မျိုးဖြစ်လာနိုင်လဲပြောပြခဲ့ပါဦးခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်